်ညီမဒီတယောက်ရှိတော့တော့နည်းနည်းတော့လဲဟွာပေါ့လေပြေးတာပေါ့တူတာပေါ့ဒီအဟုတ်ပါဘူးခေါ်တိတ်လဲအဲ့လိုမျိုးမရှိဘူးတစ်ခါလားနှစ်ခါလားပဲရှိရပါခေါ်ရပါတယ်မလို့ဟက်ကက်ဆိုကျွန်တော်တစ်သုံးရောက်ခပဲခေါ်နေရကြပါခေါ်လူကြီးအများကြီးရှိပါတယ်ဟုတ်လားမဟုတ်ဘူးဘာသူကတော့မင်းကလေးဒီမှာမှအဲ့လိုပေါ့အဲတယောက်တစ်မျိုးပြောကျွန်တော်သုံးယောက်ရှိရတဲ့ခါလေကျွန်တော်ညီကြီးကတစ်မျိုးညီမကတစ်မျိုးကျွန်တော်ကတစ်မျိုးဆိုတော့တူတယ်လို့ပြောလို့မရပါဘူးညီငယ်ကတော့ လာပြီးရောက်ခါလို့မခေါ်ကြဘူးဆိုတော့ခေါ်ပါဦးတုံးတုံးသူကမှလာပြီးတော့ခေါ်ပါဦးဘယ်သူမှလာပြီးတော့မြမဒီတယောက်ရှိတော့တော့နည်းနည်းတော့လဲဟွာပေါ့လေပြေးတာပေါ့တူတာပေါ့ဒီအဟုတ်ပါဘူးခေါ်တိတ်လဲအဲ့လိုမျိုးမရှိတော့တစ်ခါလားနှစ်ခါလားပဲရှိရပါခေါ်ရပါတယ်မလို့ဟက်ကက်ဆိုကျွန်တော်တစ်တုံးရောက်ခါပဲခေါ်နေရရပါခေါ်လို့လူကြီးအများကြီးရှိပါတယ် မဟုတ်လေသူခေါ်လေမလောက်လေးမလောက်စားကလေးရလာခေါ်တော့မကြိုက်တာပြောတာလေကိုကောင်ကလည်းခေါ်လာတော့ခေါ်ပေါ့ဗျာပြောတာမရှိပါဘူးပြပြောဘယ်ကောင်ဘယ်ကောင်ကခေါ်လဲဆိုတော့ဘူဒီတာပေါ့ဗျာမကြိုက်ကြိုက်ကြိုက်တယ်မကြိုက်ဘူးဆိုတော့ပေါ့ဘာလို့လဲမဟုတ်ဘူး तू ကတော့မင်းကလေးတဲမှာမှအဲ့လိုပေါ့အဲတယောက်တစ်မျိုးပြကျွန်တော်တော့သုံးလို့ရှိရတဲ့အချိန်မှာလေကျွန်တော်ညီကတစ်မျိုးညီမကတစ်မျိုးကျွန်တော်ကတစ်မျိုးဆိုတော့တူတယ်လို့ပြောလို့မရပါဘူးညီငယ်ကတော့ကျွန်တော်အစ်စ်တင်နေတဲ့မင်းသမီးလေးမမေကငူပါတဲ့ အားအပေးရမယ်လေခုပါတဲ့ကားလေးဆိုတော့လေတရားကုတ်ကူလေးချီချူလေးပေါ့အာပေါ်ပြီးဆော့စားကနော်အမ်ဆိုပါဦးချစ်စရာလေးနော်တွတ်တယ်သူကတွတ်တယ်လေခုကအကောင်ဖျက်ကျူးစားပါမယ်နော်ဘောစီကိုကြီးကိုအဲ့လိုဘောစီလို့မခေါ်ပဲနဲ့ ကိုကြီးလို့ခေါ်နိုင်အောင်ကဲတခါတည်းခေါ်ကြည့်လိုက်ဘောကြီးလို့ဘောကြီးဟမ်ရေရှင်လောကတွေကဟာတာလေးတွေပေါ့နော်ကျွန်တော်အဲဒီက high level ရှင်တာတော့ဦးညောင်ရိုက်တဲ့ဟာတာကားလေးပေါ့အဲဦးညောင်ဟာတာကားတိုက်ရိုက်တာမရှိဘူးလေနည်းလေဆိုတော့သူ့ဟာတာကားလေးဆိုတော့အထူးစမ်းဖြစ်တာပေါ့ကိုကျူတာမရောက်ကကြည့်ပြီးမှပြောရင်တော်ပြောနေအဲကိုရှိကိုရှိစမ်းနေကိုဘူမန်းနဲ့တိတ်မသိတာဘူးနော်တိတ်မသိတာဘူးနော်တိတ်မသိတာဘူးအဲ့ရောက်တာ အမြဲတမ်းပဲကျွန်တော်တို့ကတော့လေအမှတ်တရလေအဲ့နှစ်ယောက်လုံးကကျွန်တော်တငယ်ချင်းကြာသေးတာနှစ်ယောက်လုံးနဲ့ကျွန်တော်နေရလေဟုတ်ချက်တိတရတငယ်ချင်းတကယ်ကိုချက်တိတရတငယ်ချင်းအဲသူတို့ဒီလောကထဲကိုဝင်မလာခင်တည်းကကျွန်တော်နဲ့ကျွန်တော်နဲ့တငယ်ချင်းကျွန်တော်ဒီလောကထဲမှာရှိနေပြီဒါအဲသူတို့နှစ်ယောက်လုံးကျွန်တော်နောက်မှဒီလောကထဲရောက်တာနောက်တစ်ခုကအဲဘယ်လိုလဲသူတို့နှစ်ယောက်ဒီလောကထဲကိုစဝင်လာတဲ့အချိန်တည်းကက ျွန်တော်ခင်ခင်မြင်ရင်းနှီးနေကြတဲ့တငယ်ချင်းတွေအခုရိုက်နေတဲ့ကားလေးအစီတပြင်းနဲ့ပြီးတော့ညဉ့်ညံလေးလုပ်ပြီးတော့ရိုက်လိုက်ကြပါဗျာဘယ်လောက်ညောင်လို့တောင်းဝင်ပါဒီကားလေးကလေမြင့်မြင့်ရဲ့ကျွန်တော်ရဲ့ရဲရင်အောင်ရဲ့၃ယောက်နောက်ကကိုတမောင်လဲဆိုတော့ဟိုပြော်စရာလည်းကောင်းနောက်ပြီးတော့ရွေးရှင်လောကတွေကအဖြစ်ပြက်လေးတွေကိုဟာသလောက်ထားတာဆိုတော့တိတ်အများကြီးညှိနိုင်ရင်အဲ့လိုမျိုးရှိပါဘူးကျင်းလေးမှာရိုက်တာအိတ်ကားလေးကပြော်စရာကောင်းတယ်နောက်တစ်ခုကအမတ်တရကဘာလေးရှိမလဲဆိုတော့ဟိုဟာဒီဒီဒီဘောလုံးဘယ်လိုပြောမလဲဒီကားထဲမှာကျွန်တော်က ဒီရွေးရှင်လောကအကြောင်းရိုက်တယ်အဲ့ဒါကျတော့ဒရိုက်တာနေရာနေသူ့ဆောင်ရခါကျကျွန်တော်တိုင်လို့ဖြစ်နေတာဒီမှာကိစ္စတွေအကုန်လုံးပြဿနာတွေအကုန်လုံးကဖြစ်ပြီးကျွန်တော်စီပဲလာတယ်ခန်းတာကျွန်တော်သိရမလားအဲ့ဒါအဲ့ဆိုနည်းနည်းတော့ပို့ပြီးတော့တခြားကားလိုက်တယ်ပို့ပြီးတော့ဟိုလောက်ရတာပေါ့အဲဟာတာလေးဆိုလဲပို့ပြီးတော့လုတ်ဆက်လေးကျွန်တော်မနော်ဒီဒရိုက်တာကာရီတာမျိုးဆိုတာမျိုးကျွန်တော်သိမလို့ခွေးဟာမျိုးလေးမအိပ်ဘူးကကျွန်တော်အဝင်မခံပါဘူးဝင်လို့မရအောင်အိပ်ဘူးဝင်လာရှက်ရှိရဲ့ ဒါတော့လုံးလုံးချူလုံးလို့ရလေဒါပေမဲ့ဒါရိုက်တာလုံးလို့ရှိရင်ဒီဘက်ကအေးသေးဆုံးတဲ့ကိစ္စကိုကျွန်တော်ဘာမှလုံးလို့မရတော့ဘူးသိလားနောက်ဒါရိုက်တာဆိုတဲ့ကိစ္စဗျာကျွန်တော်ဒါရိုက်တာလုပ်တယ်ဆိုတာကဟိုဟိုသူ့မှာတက်တင်တက်အပ်တဲ့ပညာရှိတွေရှိတယ်ကျွန်တော်အဲ့ဒါကိုကျွန်တော်တက်လို့မမဟုတ်တာကျွန်တော်အခြေအနေအခြေခါရကျွန်တော်မဖြစ်လို့ဆိုတော့ကျွန်တော်ဝင်ပြီးလုပ်ခဲ့တာလေဒါရိုက်တာတယောက်ဆိုတဲ့ rule ကနေသွားနေလို့မရဘူးသူ့ရဲ့တာဝန်ကတအားကြီးတယ်ဒီရှင်ကတကားကို သူယူထားတဲ့တောင်းရအရင်ကြည့်တော့ကျွန်တော်မှအဲ့ဒီတောင်းရကိုယူဖို့အတွက်လုံလောက်တဲ့အရေးချင်းလည်းမရှိဘူးအဲလုံလောက်တဲ့ပညာလည်းကျွန်တော်မှမရှိဘူးဒါဒါတွားပြီးတော့အဲ့လိုမျိုးလုံလောက်ရတဲ့ကိစ္စမဟုတ်ဘူးလေရှက်ရှိရရှက်ရှိရကျွန်တော်ဘယ်လိုကမှကျွန်ခိုင်ကိုကကိုအပြော်ဟလာဒီလိုမျိုး YouTube တင်တာဘာတင်တာအတွက်ဇာလန်တိုရိုက်တာအဲ့ဒါမျိုးကကိစ္စမရှိဘူးရုပ်ရှင်ရုပ်ရှင်ရိုက်တာဆိုတဲ့ဟာမျိုးကတော့တွားမထင်ဘူးကျွန်တော်ကတော့ ြန်ပေးဆက်ကကောင်းတယ်ကွာရမ်းတယ်ဟုတ်တော့ညီမဟိုရွှေရှင်ကတကားလုံးရဲ့ကောင်းသည်ဆိုးသည်ဆိုတာသူ့ရဲ့ဟိုခေါ်ဆုံးဖြတ်ချက်အောက်မှာရှိနေတာလေသူ့တောင်းဝန်ရှိနေတာလေနောက်တစ်ခုကကျတော့ကျွန်တော်လည်းအဲ့လိုပဲခံယူရတယ်။နောက်ကျွန်တော်တကယ်ဟိုရွှေရှင်ဒါရိုက်တာကြီးတွေကျွန်တော်နေခဲ့နေခဲ့ဘူးတယ်။နေခဲ့ဘူးရဆိုတော့တို့တွေရဲ့အသိပညာတွေတို့တွေရဲ့ဒီရွှေရှင်နဲ့ပတ်သက်တဲ့ဟိုတို့တိရက်တက်ထားတဲ့ဟာတွေကိုကျွန်တော်တွေ့ဘူးတယ် ကျွန်တော်မှအဲ့လိုအသိပညာမရှိဘူးသူတို့စီကနေကျွန်တော်သင်ယူခဲ့တဲ့ဟာကလည်းအဲဘယ်လိုခေါ်မလဲရုပ်ရှင်ရိုက်တာလုပ်ဖို့အတွက် လုံလောက်တဲ့အထိကျွန်တော်သင်ခဲ့တယ်လို့ကျွန်တော်ကိုယ်ကျွန်တော်မထင်ဘူးမထင်ဘူးအဲ့တော့ကျွန်တော်မလုပ်ရဲဘူးအာရာဂူရွှေရှင်ကောအားလုံးလိုက်ပြီးတော့ကြည့်ရှုပြပါလို့ဖိတ်ခေါ်ပါရစေဗျာနော်ဘိုက်ပါ